ဇလန်လေးရဲ့ဆောင်းမှာတော့ကိုတူးနဲ့ကိုတိုးကြီးတို့တငယ်ချင်းနှစ်ယောက်ဟာတစ်သားတုံးလေးကိုပိုင်ရင်စကန်းချမဲ့နေရာကိုသွားနေခဲ့ကြပါရဲ့တငယ်ချင်းနှစ်ယောက်ရောက်နေတဲ့တောကြီးဟာတမန်ကြားနဲ့ဆိုရဲကြီးဆိုပြီးလူတွေကိုတတ်စားနေတယ်လို့ပါဇက်ရာဇဝင်ရှိတဲ့နေရာပဲဖြစ်တာပေါ့ဗျာဘလို့ပဲပါဇက်ရာဇဝင်နေရှိရှိလက်လုံးမှပါဇက်လောက်ရတဲ့မုတ်ဆိုးရဲ့အတွက်ကတော့တားကောင်ရမှအိမ်ပြန်မျက်နှာပန်းလာမှဖြစ်တဲ့အတွက်အသက်ဆွန့်ပြီးသွားကြပါရဲ့အေးငါတို့ရေငါတို့စီလေးလေးပြီးတော့မယ်နော်နေနေလောက်အျော်တက်လိုက်ရင်အားလုံးပြီးပြီကွာ ဒါနဲ့ငါတို့ပေါ်လာကြီးငါထွေးလဲမမြင်ပါလားကွာနေ့လေကလေးကတားကောင်ချမယ်ဆိုပြီးဒိုနီယောင်နာကနေထွက်ခွာသွားတာအခုဒီအစားနာမတွေ့သေးဘူးကွာဒီကောင်ဘယ်ရီများတွားနေလဲမသိပါဘူးကွာအေးဟုတ်တယ်နော်ပုံမှန်ဆိုဒီနားပြန်ရောက်နေရမှာကွာလမ်းများပြောင်းနေလားမသိဘူးငါစိတ်တွေရမ်းပူလာပြီကွာငါငါနေတာအကောင်မင်းပြောမှစိတ်ပူလာပြီကွာအာဒီတိုင်းဆိုရင်မဖြစ်ဘူးကွာလ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 ောက်လက်စားကိုပြီးအောင်ဖြတ်ပြီးရင်ငါထွေးကိုလိုက်ရှာကြစို့ဒီတဲ့မိုးချိုရင်ရှာရခက်လိုက်မယ်ကွာ ။ဒီလိုနဲ့ပဲကိုတိုးနဲ့ကိုနူတို့ဟာပြောင်းနေတဲ့တငယ်ချင်းကိုရှာဖို့အတွက်တွက်လာခဲ့ကြပါတော့တယ်။အချိန်တော်ကြာအောင်ရှာဖွေခဲ့ပေမဲ့လည်းလူအရေးအယောင်တော့မတွေ့ခဲ့ကြပါဘူး။ဟာကွာဒီကောင်베리များရှိရှိနေတာလည်းမသိဘူးကွာ။မတို့ရှာနေတာစခန်းထဲတော့တော်တော်လေးဝေးနေပြီတော့။ဘာလို့အခုဒီငထွေးရဲ့အရေးအယောင်တော့မတွေ့ရသေးတာလဲကွာ။တဖြည်းဖြည်းနဲ့စိတ်အရှိနေတွေလည်းမကောင်းတော့ပါဘူး။ငါအရင်စိတ်ပူနေပြီကွာငါတို့ရ။ဟုတ်တယ်ကွာငါလည်းအရင်စိတ်ပူနေပြီအသက်ရှင်လေးပြန်တွေ့ပါစီလို့ပဲဆူတောင်းရတော့မှာပေါ့ကွာ။ အာငထွေးရမေဘယ်ရီမြ၆သွားနေရတာလေကွအဲဒီလိုနှစ်ယောက်သားစကားပြောလိုက်တငယ်ချင်းဖြစ်သူကိုချလိုက်နေပဲညာရှင်ကိုတောင်တဖြည်းဖြည်းရောက်လို့လာခဲ့ပါပြီမိတော့ကိုစီကိုင်းရင်တောအနှံ့ကိုချပြီးမကြခင်မှာတော့မြေပြင်မှာမောက်လျက်သားလဲနေတဲ့တငယ်ချင်းဖြစ်သူကိုတွေ့သွားပါတော့တယ်ဟဲ့တို့ကြီးအရှိကရှင်ဘုံနမတရားလဲနေတယ်ကွတော်တော်တွားကြည့်ရအောင်အင်ဂျီကိုကြည့်ရတာတော့ငထွေးဖြစ်ဖို့မရရဲကွာလာလာလာမြင်မြန်တွားကြည့်ရအောင်ငထွေးမဟုတ်ပါစေနဲ့ကွာ ော်တော်ကြီးနဲ့ကိုနူးတို့လည်းလဲကြနေတဲ့သူစီကိုအမြန်ပြေးပြီးသွားကြည့်ကြပါရစေ။မြေပြင်မှာလဲနေတဲ့သူရဲ့ခန္ဓာကိုယ်မှာတော့သွေးရည်ထွက်လုံနေခဲ့ပြီးဒဏ်ရာပလက်ပွားနဲ့ပြေလုံနေတာပေါ့။တငယ်ချင်းနှစ်ယောက်လည်းလဲနေတဲ့လူကိုတရှာကြည့်လိုက်တဲ့အခါမှာတော့သူတို့တငယ်ချင်းငထွေးဆိုတာကိုသိသွားခဲ့ကြပါရစေ။ဟုတ်တယ်ကွာဒါငထွေးပဲကြည့်ပါဦးခန္ဓာကိုယ်ပေါ်ဒဏ်ရာတွေကမြင်လို့တော့မကောင်းဘူးကွာဒါကြားခိုက်တာတွေဒဏ်ရာတွေပဲ။ တငယ်ချင်းဖြစ်သူကိုကြည်နေတုန်းပါပဲကြားကြီးဟာတော်ရဲကနေထွက်လာခဲ့တော့တာပေါ့ကြားကြီးကိုမြင်တာနဲ့ပါလာတဲ့တနက်တွေကိုကြည်ကြည်ပါအောင်ဆုပ်ပြီးကြားကြီးကိုချိန်ထားခဲ့လိုက်ကြပါတော့တယ်ကြားကြီးကလည်းကြောက်စရာကောင်းတဲ့ဟိန်းဟောက်တန်တွေနဲ့အတူတတော်လုံးကိုဖိဖိတုံအောင်ဟိန်းလို့နေခဲ့တော့တာပေါ့ကိုတိုးနဲ့ကိုနူးတို့ဘက်ကနေပဲလက်ဦးမှုကိုရယူပြီးကြားကြီးကိုတနက်နဲ့ပြစ်ပါတော့တယ်တနက်ကြီးစံတွေဟာကြားကြီးအပေါ်ဘလို့မှတရားမှုမရှိတာကြောင့်တငယ်ချင်းနှစ်ယောက်လည်းစတင်ထိတ်လန့်လို့လာခဲ့တော့တာပေါ့အာဘယ်လိုလုပ်ကြမလဲကွာ ငါတို့တနက်ကြည်စံတွေကသူ့အပေါ်အလုံးမဖြစ်ဘူးကွာနီလာမရှိတော့ဘူးလားကွာသွားပြီကွာဒါတာမန်ချာမဖြစ်နိုင်ဘူးကွာသူများတွေပြောပြောနေတယ်နတ်ဆိုးချာတမန်ချာပဲဖြစ်ရမယ်တတိသားကွာငါတို့ရာကြည်ရတာတော့ငါတို့ကန့်ကျမဒီလောက်ပဲပါလာပြီထင်တယ်ကွာတငယ်ချင်းနှစ်ယောက်စလုံးစကားမဆုံးခင်မှာပဲနတ်ဆိုးချာကြီးဟာစတင်တိုက်ခိုက်လာခဲ့ပါတော့ရီဘလို့ပဲတနက်နဲ့ပြပြကြီးစံမတိုးနိုင်တော့တာကြောင့်တငယ်ချင်းနှစ်ယောက်လည်းကြားကြီးရဲ့လက်အောက်မှာအသက်ပြောက်ခဲ့ရရှာတာပါဘော ။나ကျင်လုံးလို့အော်ဟစ်တဲ့အတန်တွေဟာတတော်လုံးကိုဖုံးလွှမ်းလို့နေခဲ့တော့တာပါဗျာ။ဒီလိုလဲပဲတလားတာကုံဆုံးလို့သွားခဲ့ပါရီ။တော်အုံနဲ့မနီမဝေးနေရာလေးမှာတော့ရွာလေးတရာတည်ရှိပြီးဗုဒ္ဓဘာသာထွန်းကားကအလွန်အင်မတန်မှကိုအေဂျင်တဲ့ရွာလေးဖြစ်လို့နေတာပေါ့။ကြောင်နိုင်စီရတော်ဟာအလွန်အင်မတန်မှအေဂျင်ပြီးတီလာသမားကြီးရှိသူလည်းဖြစ်ပါရီအရှင်ပြတပည့်တော်ရောက်ပါပြီဖေဟာအရှင်ပြအကြောင်းမှရှိတဲ့ဝေယဝိဆရတွေတပည့်တော်အကုန်လုံးလှုပ်ပြီးပါပြီအေကွယ် အသက်ရှိပြီးကြီးဝါတိုးတက်ပါစေအရှင်ဘုရားအရှင်ဘုရားကရွာရဲ့မြောက်ဘက်ကတော်ကြီးကိုဖြတ်ပြီးတရားတဏီယာကိုခရီးသွားမလို့ဆိုဘုရားအဲ့ဒါဟုတ်ပါသလားဘုရားတပည့်တော်ကိုရွာရဲ့ကလူတွေပြောလိုက်လို့အရှင်ဘုရားကိုမေးကြည့်တာပါဘုရားဟုတ်တယ်တာမောင်ရဲ့ဘုံဘုံခရီးထွက်မလို့ပါ အရင်အရင်ကြောင်းနိုင်စရာတော်တွေလေဒီလိုပဲတရားအထုတ်ခဲ့ကြတာမဟုတ်လားစရာတော်ဖရာကြီးတွေရဲ့ရှေးဟာကိုလိုက်ပြီး စိတ်တွေထားတတ်အောင်လေ့ကျင့်ပြီးတရားဓမ္မတွေကိုလည်းဒီထက်မကသိအောင်ငြိမ်းချမ်းမှုအစင်မှန်ကို ရှာဖွေနိုင်ဖို့အရှိန်ကြပြီးတင်လို့ပါကွယ်။ဒါကြောင့်ဘုံဘုံသွားဖို့အတွက်ဆုံးဖြတ်လိုက်တာ။အာဒါပေမဲ့လည်းရှင်ဖျားရေမြောက်ဘက်တော်ကြီးကအရန်နဲ့နေပြီးမြန်မာတဲ့တောင်တန်းကြီးတွေလည်းရှိနေတယ်ဖျားလန်ခီးမှာတောရန်တိရိစ္ဆာန်တွေကလည်းပေါ်ကပေါ်နေဖျားအရှင်ဖျားကိုတပည့်တော်စိတ်မချပါဘူးဖျားမမသွားပါနဲ့လားရှင်ဖျားရေတော်ရဲသွားတယ်ဆိုမှတော့ အန်ဒီရဲ့ကတော့များမှာပေါ့တကားလေးရဲ့ဒါကတဘာဝပဲဟာကို စိတ်တွေအရန်ပူမနေပါနဲ့ကွယ်ဘုံဘုံကိုဘယ်အရာကမှအခက်တွေ့အောင်မလုံနိုင်ပါဘူးကွယ်အဲ့ဒီတောလေးကိုပဲဖြတ်ရမှာပြီးရင်တောတစ်ဖက်မှာဘုံဘုံရဲ့အတိမိတ်ဆွေတွေအများကြီးရှိပါတယ်သူတို့လည်းဘုံဘုံနဲ့အတူတူလိုက်မှာကွယ်ကဲကဲတကားလေးဘာမှစိတ်ပူမနေတော့နဲ့နော် ဖုံးဖုံးတာခွင့်ပြုမယ်ဆိုရင်တော့တပည့်တော်အရှင်ဘုရားကိုတော်တဖက်ကြီးလိုက်ပို့ပေးပြရစီရှင်ဘုရားဒီတစ်ခုကိုတော့မငင်းပါနဲ့တော့ဘုရားမငင်းပါဘူးတကားလေးရေတကားလေးလိုက်ပို့ပေးခြင်းတော့ကိုပဲဖုံးဖုံးကဝမ်းသာလာပါပြီဖုံးဖုံးအနေနဲ့တကားလေးရှောက်တင်တာကိုလက်ခံပါတယ်ကွယ် ဒီလိုနဲ့ပဲခုံဖုံးတဲ့ကိုတာမောင်တို့ဟာခရီးထွက်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။ကိုတာမောင်ဟာအဖေနဲ့ညီမဖြစ်သူတို့နဲ့အတူရွာထဲမှာနေထိုင်ရင်းဖုန်ကြီးเจ้าမှကက်ပီယာလုံနေတဲ့သူတို့ဘော။အခုလဲရွာထဲကမထွက်ခင်အဖေဖြစ်သူကိုဝင်းရောက်နှုတ်ဆက်လို့နေတာဗော။အော်ဆရာတော်တို့ကြွလာတာပါလား။ရှင်ဘုရားရှင်ဘုရားတို့အခုပဲခရီးထွက်တော့မလားဘုရား။ညာကတာမောင်ပြောထားလို့တပည့်တော်တည်တင်တလောက်တော့တည်ပြီးပါပြီဘုရား။ဟုတ်တယ်တကားကြီး ဟုံဘုံတို့အခုပဲခရီးထွက်တော့မှာတကားကြီးကိုကြိုးမပြောမိတာဟုံဘုံကိုစိတ်မဆိုးနေနော်ဒီတစ်ခေါက်ခရီးကတော်တော်ကိုကြာမယ်ကွယ်ဒီတနေ့တော့ကျောင်းမပြန်လာပြီးဝါဆိုဖို့ခက်ခဲလိမ့်မယ်ထင်တယ်။အိုးဘာပဲပြောပြောအိုးဘာပဲပြောပြောအားလုံးအဆင်ပြေသွားမှာပါ။တကားကြီးလည်းကျမ်းမာကြီးကိုဂရုစိုက်အောင်နော်။ဒီမဖေဟာတပည့်တော်အရှင်မရဘုံမှာဘာစိတ်မှမရှိပါဘူးဖေဟာ။ တာမောင်ကိုခေါ်သွားရင်ပဲတပည့်တော်ကျင်နေလာပါပြီဖျား။ဒါရင်မင်းလမ်းမှာအစဉ်ပြေရှော့မွေပါစေကွာ။ပြီးတော့အရှင်ဖျားကိုဂေယူဆိုင်နော်။အသက်နဲ့ရင်ပြီးတော့ကာကွယ်ခဲ့ကွာ။ဟုတ်ကဲ့ပါအဖေဘာမှစိတ်မပူပါနဲ့နော်။ကျွန်တော်အဖေစီကမုတ်ဆိုးအတက်ပညာတွေတက်ထားပါတယ်ဗျာ။တော်လေကျွမ်းပါတယ်နော်အဖေစိတ်ချပါဗျာ။အကိုတာမောင်အကိုလမ်းမှာစားဖို့ညီမထမင်းထုတ်ပေးလိုက်တယ်နော်။ကြောက်ယူသွားအောင်။မဟုတ်ရင်မေ့နေပါဦးမယ်။ ဆရာတော်ဖះအတွက်ပါညီမလေးထည့်ပေးလိုက်တယ်နော်အာယုံမတက်ခင်ဆရာတော်ဆုံးကတ်လိုက်အောင်ဖိုက်စာနေမှာစိုးလို့အေးပါငါမရှိတော့အဖေကိုဂရုဆိုင်အောင်နော်အဖေကိုနေ့စီပဲအက်ခဲလိုက်ပြီးကြားလာငါအကြာကြီးမတော်ပါဘူးဟာစိတ်မပူပါနဲ့မကြခင်ပြန်လာခဲ့မှာနော်အရန်ကြီးစိုးရင်မြင်နေကြလားအဖေကိုသာငါကိုစားပို့ပြီးဂရုဆိုင်ပေးအောင်ဟုတ်ပြီလားဒါရီအဖေမှာတော့မင်းကိုပေးစရာထွတ်ထွတ်ထွတ်မရှိဘူးကွာအဲ့ဒီတော့ဒီအဆောင်လေးကိုသာငါသားယူသွား ီအဆောင်လေးကိုလုံးဝမရှုံ့မိစေနဲ့နော်လိုအပ်လာရင်ဒီအဆောင်လေးကသားကိုကာကွယ်ပေးပါလိမ့်မယ်ရော့ရော့ယူသွားဟုတ်ကဲ့ပါအဖေသားဒီအဆောင်လေးကိုကိုနဲ့မကွာမြဲဆောင်ထားပါမယ်ဗျာဘယ်တော့မှမပြောင်းစီရပါဘူးလို့လေသားဂရိပေးပါတယ်ဘုံဘုံနဲ့ကိုသားမောင်တို့ဟာလည်းအတိမိတ်ဆွေတွေကိုနှုတ်ဆက်ပြီးတော့တော်လေးကိုထွက်လာခဲ့ကြပါတယ်အဲ့အရှင်ဗျာတပည့်တော်မှတ်မိနေတော့မယ်ဗျာတပည့်တော်ကလေးဘွားတို့ကအဖေနဲ့တော်ရဲလာပြီးအမြဲတမ်းအမဲလိုက်ကြတာဗျာ ဲ့လိုပဲအဖေနဲ့တော်တဲ့ကိုအမြင်လိုက်လာရင်တနေ့တော့နကြီးအောင်နဲ့အစိတ်ရှိတဲ့ကင်းရှင်များတွေကြောင့်အသက်မတည်ုံဖြစ်ခဲ့တာမဟုတ်လားဗျာအဲတုန်းကဖုံဖုံသာစေးပင်ချဖို့အတွက်ရောက်မလာခဲ့ဘူးဆိုရင်တပည့်တော်တို့သားဖားတွေတည်နေတော့ပြီဗျာဖုံဖုံတော်တဲ့ကစေးပင်တွေနဲ့ကုပေးလို့သာတက်တာခဲ့ရတာပါဗျာအရှင်ဘုရားကြောင့်ရွာမှာလူတော်တော်များများအသက်ပြေလွတ်မြောက်ကြရတာပါတော်တဲ့ကစေးပင်တွေကတကယ်ကိုအစွမ်းထက်တာပဲနော်အဲ့ဒီစေးပင်တွေကြောင့်အရှင်ဘုရားကြောင့်ရောပါ တပည့်တော်အခုလိုအသက်ရှင်လာနိုင်တာပါဗျာအရှင်ဘုရားကျေးဇူးကိုဒီတစ်သက်ဆက်နိုင်တော့မှမဟုတ်ပါဘူးအော်တကားလေးရေဒေါ်ရီကိုဝင်နေဆိုတာသားကောင်တစ်ခုရယ်ရှားရတာမဟုတ်ဘူးဒီဒေါ်ရီမှာလူတွေကိုကဲတင်နိုင်တဲ့ရှားပါးစီးတွေကိုပါယူတတ်ရတယ်ပြီးတော့အမြဲတမ်းဘဲကိုပဲသွားသွားတတိနဲ့သွားလာတတ်အောင်လေ့ကျင့်ရမယ်လူတွေကိုတရားရောအသက်ကိုရော တက်နိုင်တဲ့ဘက်ကနေကိုညီပေးတဲ့သဘောပါ အရန်ကြီးတွေးမနေပါနဲ့တကားလေးရေတပည့်တော်လည်းတတိထားမိပါတယ်ဗျာအဲ့ဒီအစိတ်ရှိတဲ့တတဝါတွေကအရှင်ဘုရားကိုလာရန်ပြုတ်ပေမဲ့အရှင်ဘုရားတကားမှဒေါသထွက်ပြီးမတက်ခဲ့ဘူးနော်ပယ်ချတာမောင်းထုတ်တာဒါမှမဟုတ်လွတ်ပေးလိုက်တာပဲရှိတယ်အဲ့ဒီလိုမျိုးစိတ်တပည့်တော်လည်းအတက်နိုင်ဆုံးထားကြည့်ပါဦးမယ်ဗျာဘယ်တတဝါမှဖုံဖုံတို့ကိုမုံတီးပြီးရန်ပြုတ်တာမဟုတ်ဘူးကွယ် သူတို့ဆက်ပြီးအသက်ရှင်နေမှုအတွက်ကိုကိုကိုကာကွယ်ရုံတက်တက်ပါလူတွေနဲ့လည်းမရှားနာလာပါဘူးလူတွေလည်းအရေးကြုံလာရင်လုံမီလောက်ရလောက်တက်သေးတာပဲမဟုတ်လားတကားလေဖုံးဖုံးမမြစ်တာဆိတ်ရှိတာကိုတမိတော်မအံ့ဩတော့ပါဘူးဗျာဒါကြောင့်လည်းအရှင်ဘုရားကလော်ကီကိုစွန့်ခွာပြီးယဟန်ဝတ်ဖို့ဆုံးဖြတ်ခဲ့တာမဟုတ်လားဗျာလူဘဝကဒေါသမောဟလောဘရီနဲ့ပြည့်နေတာဗျာ အခုလိုတာသနာပေါ့ပါပဲအေးအေးလူလူနေပါဗျာအဲဒီလိုနဲ့ပဲဆရာတော်နဲ့ကိုတာမောင်တို့ဟာရွာနဲ့တပြေးပြေးဝေးလို့လာခဲ့ပြီးညအရှင်ကိုရောက်ရှိလို့လာခဲ့ပါတော့ရီတော်ရဲ့တနေရာကိုရောက်တဲ့အခါမှာတော့လင်းစင်တွေကိုတွေ့ရပြီးဝမ်းသာလို့သွားခဲ့တော့တာပေါ့အရှင်ဘုရားကြည်ရတာဒီနားတော်ရဲ့မှာတယောက်ယောက်ကအမဲလာထောင်ပုံပုံရတယ်ဗျာသူတို့ဆောက်ထားတဲ့အမဲလိုက်လင်းစင်တွေကအခုထိရှိသေးတာပဲနှစ်ပတ်သုံးပတ်လောက်ပဲရှိလေအောင်ပဲဗျာဟန်ချလိုက်တာ တပည့်တော်တို့ဒီညဒီနေ့မှာပဲအေးစစ်စစ်နားလို့ရပြီထင်တယ်ဗျာအေးကွယ်ဒီလိုဆိုတော့လေဒီနေ့မှာပဲနားကြမယ်လေညလည်းမိုးချုပ်တော့မယ်ကဲဒီမှာပဲနားကြစို့တကားလေကျမဗျာတပည့်တော်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လိုက်ပါဦးမယ်ဗျာ ကိုသားမာရီယောအားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့မီးမွေးကအမဲလိုက်ဆင်အောင်မှာနှစ်ယောက်သားအနားယူခဲ့ကြပါတော့တယ်။ဇေယျတော်လည်းတရားထိုင်နေတဲ့အချိန်မှာပဲကိုသားမောင်တယောက်ဟမ်မဆောင်နိုင်အောင်ကြောက်တွန်းကိုမီးရင်အိပ်ပျော်လို့သွားခဲ့တော့တာပေါ့။အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုကိုတာမောင်ရဲ့လယ်ဆွဲလေးဟာအဝါရောင်အလင်းနဲ့တွေထက်လာခဲ့ပြီးအတန်မြီလာခဲ့ပါတယ်။ကိုတာမောင်တယောက်လယ်ဆွဲရဲ့အတန်ကိုကြားပြီးတဲ့နောက်မှာတော့အိယာကနေလန်နိုးလို့လာခဲ့တော့တာပေါ့။ တပံမှာလည်းကြားကြီးဟာလူရဲအနှံ့ကိုခံရင်ကိုတာမောင်တို့စီကိုရောက်လာခဲ့ပါတယ်။ကိုတာမောင်ဟာပါလာတဲ့တနက်ကိုဆွဲကိုင်းရင်အရှိကလာနေတဲ့အရာကိုပြစ်ဖို့အတွက်မတ်တပ်ထားရခဲ့လိုက်ကြတာပေါ့။အတန်းချောင်းတရားထိုင်နေတဲ့ဆရာတော်လည်းလမ်းလို့သွားခဲ့ပါတယ်။ဘုံဘုံဗျာဒီဘက်ကိုတခုခုလာနေတယ်ဗျာ။အရှင်ဗျာကိုကူကိုကူယူဆိုင်ပါဗျာ။ကြည်ရတာအန်ဒီရဲ့ကြီးကြီးမားမားဖြစ်တော့မယ်ထင်တယ်ဗျာ။ အဲ့ဒီချိန်မှာပဲကြားကြီးဟာတော်ရဲကနေဖြည်းဖြည်းချင်းကိုတာမောင်တို့ရဲ့အနီးနားကိုရှင်းကပ်လို့လာခဲ့တော့တာပေါ့ကိုတာမောင်ကလည်းကြားကြီးလန့်ပြီးပြေးသွားအောင်တနက်ကိုမိုးပေါ်ထောင်ပြီးဖောက်လိုက်ပြီးမယ်ကြားကြီးကတော့အေးအေးဆေးဆေးပါပဲနဂိုကထက်တောင်ရဲတင်းပြီးမိဘုံနာကိုရှောက်လို့လာခဲ့တော့တာပေါ့ကြားကြီးရဲ့တတော်အရှင်းချင်းဝစ်ကြွေးတွေမဖန်တီးချင်ပါနဲ့လားကိုပါတာကိုအေးအေးဆေးဆေးနေကြရအောင်ဖုံဖုံတို့လည်းအတင်းကိုမနှောက်ရက်ပဲနဲ့ဘာကြောင့်အခုလိုမျိုး ရန်ပြုတ်နေရတာလေကြာကြီးရဲ့ဆရာတော်ခမရဘလောက်ပဲတရားရှားရှားကြာကြီးကတော့မမှန်တာမရှပဲရန်သာလုံနေခဲ့ပါရဲ့ဒါမောင်ဒီကြားကတာမန်တော်ကြမဟုတ်ဘူးကွယ်သူရဲ့ရင်ထဲမှာ ပြင်းထန်တဲ့လက်စားချေခြင်းစိတ်တွေပြည်နေတယ်ဒါတမန်ကြပဲပြီးတော့မကောင်းတဲ့အငွေအတက်တွေသူ့နားမှာအများကြီးရှိတယ်လို့ဘုံဘုံအာယုံခံစားနေမိတယ်အရင်က သူ့မိသားစုကို လူတွေဒုက္ခပေးခဲ့ပုံပဲတဖက်မှာလည်းကိုသားမောင်ဟာဖုံဖုံရဲ့စကားတွေကိုနားထဲမဝင်နိုင်တော့ဘဲတမန်ကြားကိုစတင်ပြစ်ခတ်ပါတော့ရီကြီးကြတွေအများကြီးနဲ့ပြစ်နေတာတော့သူ့ကိုဘာမှမတိခိုက်ဘူးဟမ်ဒီတကားတော့မင်းငါရဲ့မန်းလန်ကြီးနဲ့ပေးတွေ့ရသေးတာပေါ့ကွာအဲ့ဒီလိုနဲ့ပဲကိုသားမောင်ဟာသူ့ရဲ့ကြီးစံတွေကိုမှော်ကြီးစံအဖြစ်ပြောင်းလဲသွားအောင်ကာရာတွေစတင်ရွတ်ဖက်ပါတော့ရီယောမောင်ရဲ့မှော်ကြီးစံလေးကိုမိကြီးစံ ဒိုင်းသူရဲတနတ်တန်ရဲ့အဆုံးမှာတော့ကြာကြီးဟာတော်ရဲကိုပြန်ပြေးဝင်သွားခဲ့ပါတယ်။ဒီကြာကြီးမှာအာဂါရစိတ်တွေအယံပြင်းထန်နေတာပဲတကားလေးရဲ့။ကြည်ရတာသူလူတွေကိုစားထားလို့သူ့ရဲ့စွမ်းအားဒီလောက်တောင်များနေတာပဲဖြစ်ရမယ်။ကြာကြီးကိုကြည်ထိသွားပြီမယ်။သူသေးဖို့တော့မသေးကြသေးဘူးတကားလေးရဲ့။ဘုံဘုံစိုးရိမ်တာကမသေးသေးပဲ။သူ့ကိုတနတ်နဲ့ပြလို့အညိုးနဲ့ပြန်လာတိုက်ခိုက်မှာကိုပဲ။ မန်းနံကြည်စံထိသွားတာဆိုတော့သူပြန်လာမှမဟုတ်တော့ပါဘူးပြာကိုသားမောင်လည်းဘေးဘေးညာကိုကြည်ရင်ကြားကြီးကို လိုက်ရှာခဲ့ပေမဲ့ကြားရဲ့အရေးအယံကိုတော့မတွေ့ခဲ့ရပါဘူးဒီတမန်းကြားကမင်းကနောက်တစ်ခါပေါ်လာရင်တော့ငါလုံးဝအလုံးမပေးတော့ဘူးကွာမင်းသူများတွေကိုနောက်ထပ်တစ်ခါမစားနိုင်အောင်ငါလှုပ်ပေးမယ်ကိုသားမောင်ကြွေးကြော်လို့မဆုံးခင်မှာပဲကြာကြီးဟာကိုသားမောင်ရဲ့အနောက်ဘက်ကနေရုတ်တရက်ပေါ်လာခဲ့ပါတော့ရီအာဆိုတဲ့အော်ဟစ်တန်နေသူကိုသားမောင်တယောက်မြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့တာပေါ့ အရှင်ဘုရားတပည့်တော်ကိုကယ်ပါဦးဘုရားတပည့်တော်သူ့ရဲ့အင်အားကိုမခုခံနိုင်တော့ဘူးဘုရားကိုသားမောင်ရဲ့စကားကိုကြားတာနဲ့ဖုံဖုံလေးတုတ်တချောင်းကိုကိုင်းကကြားကြီးကိုဝင်ကြပါတော့တယ်ရုံရင်စံကတ်တွေဖြစ်ရင်နောက်ဆုံးမှာတော့ကိုသားမောင်ရဲ့တနတ်ဟာကောက်ကွေးစွာနဲ့မြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့တာပေါ့နောက်ဆုံးဒံယာကိုစီရခဲ့ကြပြီးအတော်လေးကိုအထိနာခဲ့ကြပါတယ်တကားလေးအမြန်ပြေးအမြန်ပြေးတော့ဖုံဖုံတကားလေးပြေးလို့ရအချိန်ဆွဲထားပေးမယ် ။ဟာပြပြစ်မလဲဖေ။ဖုံးဖုံးရမပြေးဘူးလား။ဖုံးဖုံးကိုတပည့်တော်ဘလို့ထားခဲ့နိုင်ပါလဲဖေ။တပည့်တော်မပြေးဘူးဖေ။အခုမပြေးရင်ဒိုးနီယောက်စလုံးမလွတ်နိုင်တော့ဘူး။ဖုံးဖုံးတက်နိုင်တယ်မြအချိန်ဆွဲထားပြီမယ်။တကားလေးပြေးပြီတော့မမြန်ပြေးတကားလေးအချိန်ဆွဲနေရမယ့်အရာမဟုတ်ဘူးပြေးတော့။ဒါဒါပေမဲ့တပည့်တော်တပည့်တော်ဖုံးဖုံးကိုမထားခဲ့နိုင်ဘူးဖေ။ဖုံးဖုံးကဘာမှစိုးရိမ်စရာမရှိတော့ဘူး။ဒါပေမဲ့တကားလေးမှကြတော့အိမ်မဆောင်နေတဲ့မိသားစုတွေရှိနေသေးတယ်။ အချိန်မနှောင်းခင်အမြန်သွားပါတော့တကားလေးရဲ့အနောက်ကိုပြန်လဲမကြည့်နဲ့တကားလေးပြင်းရင်တည်းမအမြန်ပြေးပြီတော့ငါကိုတော့ဘယ်တော့ငါမှသူတစ်ပါးအသက်ကိုမတတ်ခဲ့ဘူးဘူးအခုလဲအသင်းကိုဖမ်းယုံပဲဖမ်းမမယ်ကြားကြီးရဲ့နောက်ဆုံးမှာတော့ကိုသားမောင်လေးဖုံးဖုံးစကားကိုနားထောင်ပြီးရွာဘက်ကိုပြန်ပြေးလို့လာခဲ့တော့တာပေါ့တော်ရဲမှာတော့ဆရာတော်နဲ့တမန်ကြီးတို့ရဲ့တိုက်ပွဲဟာစတင်လို့လာခဲ့ပါတော့ရယ်ဆရာတော်ကလည်းဖျားကုံတော်တွေကိုရွရင်အစွမ်းထက်တဲ့အကားအွယ်တွေကိုဖန်တီးခဲ့တာပေါ့ဗျာ နှစ်ဦးနှစ်ဖက်စလုံးပြင်းထန်စွာတိုက်ခိုက်ကြရင်နောက်ဆုံးမှာတော့တမန်ကြားဟာဆရာတော်ရဲ့ခန္ဓာကိုယ်ကိုရရှိလို့သွားခဲ့ပါတော့တယ်ဒီတဲ့ကျင်းရခန္ဓာကိုယ်ဟာငါရဲ့စွာကိုပို့ပြီးတမ်းပါစီတယ်။ငါဒီခန္ဓာကိုယ်ကိုပဲအသုံးပြုပြီးနောက်ထပ်သားကောင်းတွေကိုဆွဲဆောင်ရမယ်။ယဟန်ဝင်နေဆိုတော့လူတွေကိုကလေသာရှိနိုင်ပြီးဖန်ဆားရတာလွယ်လောက်တယ်ကွာ။လူသားမျိုးနွယ်တွေကိုတရားဝင်တရားထွက်လိုက်သတ်စားပြရမယ်။ တဖက်မှာလည်းကိုသားမောင်ဟာတညာလုံးပြေးနေရင်မနဲ့အရှင်ရောက်လာခဲ့တဲ့အခါမှာတော့ရွာကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။မြမဖြစ်သူလည်းကိုသားမောင်ရဲ့အရှင်တွေကိုတွေးပြီးပြပြသလဲအိမ်ထဲကနေပြေးထွက်လို့လာခဲ့တော့တာပေါ့။ဒါမေဘာဖြစ်လာတာလဲဖုံဖုံရောဖုံဖုံဖွေမှာလဲဒါမြမပြောစမ်းမှာဒါရေအဖေစိတ်ပူလာပြီကွာ။ဖုံ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 ကကျွန်တော်အသက်ရှင်ဖို့အတွက်ကိုကိုကိုအစွန်းလို့အနစ်နာခံသွားပြီအဖေ။ ကိုတာမောင်ရဲ့စကားကြောင့်မိသားစုဝင်တွေလည်းမျိုးလုံးအပြူသားဖြစ်ကုန်ခဲ့ကြတာပေါ့ကိုတာမောင်ခမအာယူရင်ကိုကိုကိုအပြစ်တွေတင်နေပါတော့တယ်ယုတ်ယုတ်ယုတ်တရဆိုတော့ကျွန်တော်ကျွန်တော်ကြောက်လုံးလို့ဖုံးဖုံးကိုဘာမှမကူညီနိုင်ခဲ့ဘူးအဖေကျွန်တော်ကအသုံးမချခဲ့တာပါအဖေအားကိုကိုကိုအပြစ်မတင်ပါနဲ့ဒါရဲမင်းပြောပြတာတွေကိုနားထောင်ရသလားဖုံးဖုံးကရွေးချယ်ပြီးသားပဲဘာကိုလှုပ်တင်နေဆိုတော့အစကလေးကဆုံးဖြတ်ထားပုံပါပဲကွာကဲကဲကဲကိုကိုကိုအပြစ်တင်နေတယ်တော့ ဖုံဖုံကိုဘယ်လိုကယ်ရမလဲဆိုတာကိုစဉ်းစားကြရအောင်ဒီဒီဒီကိစ္စတွေအားလုံးကသူ့ကြောင့်အဲ့ဒီအဲ့ဒီတမန်ကြားကြောင့်လူသားစားတဲ့တမန်ကြားရဲ့စွမ်းအားကပိုပြီးကြီးလာတော့သူကအတက်ကိုယူဆသွားတာတွေမကပဲသူတက်လိုက်တဲ့သူတွေရဲ့ဝိညာဉ်ကိုပါမျိုးရှားလိုက်နိုင်တယ်ဒါရဲ့အဖေအခုအခုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဗျာဒါဆိုရင် ဖုံ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 ဒုက္ခရောက်နေလောက်ပြီဗျအဲဖုံဖုံရဲ့ဝိညာဉ်ကမျိုးရှားခံလိုက်ရတာဖြစ်လို့ ကောင်းရပုံဘွားကိုရောက်နိုင်မှာမဟုတ်ဘူးဘယ်လောက်ပဲကုသိုလ်တွေရှိရှိတမန်ကြီးရဲ့အာဃာတအမောင်စွမ်းအားကြောင့်နောက်ဆုံးမှာထိန်ချိုးလို့မရနိုင်တဲ့နတ်ဆိုးဖြစ်လာနိုင်တယ်တာရဲ့ဘုံဘုံခန္ဓာတခုခုမဖြစ်ခင်အဖေတို့လည်းလက်ဦးမရမယ်တတီတီလို့ဆိုရင်သူ့ကိုနှိမ်နင်းဖို့အတွက်ကျွန်တော်တို့နီလန်းရှိသေးတာပေါ့နော်ဖေရှိတယ်ဒါပေမဲ့အဲ့ဒီနီလန်းကအန်ဒီရများတယ်နည်းနည်းလေးလွဲလျှော့သွားရင်တော့ ြန်လာဖို့အခွင့်အရေးရှိမှာမဟုတ်ဘူးအဲ့ဒီတော့အာသာတီရှာစဉ်းစားကွာအာဘလောက်ပဲအနေအမြင်များကျွန်တော်သူ့ကိုနှိမ်ရင်းမဲ့ပြီဒါကလက်စားချေဖို့အတွက်တခုလည်းမဟုတ်ဘူးဖုန်းဖုန်းရဲ့ဝိညာဉ်ကိုကယ်တင်ဖို့အတွက်နဲ့နောက်ထပ်ဘသူရဲ့အသက်ကိုမှမခိုးယူနိုင်ဖို့အတွက်ပဲကောင်းပြီလေဒါဆိုရင်အသင့်ပြင်ထားလိုက်တော့မနှက်ပြန်ခရီးစားထွက်ကြရအောင်ကွာ အဲဒီလိုနဲ့ပဲတညတာကုံဆုံးသွားပြီးမနှက်ဝေလီဝင်လဲအချိန်မှာတော့တာဖာနှစ်ယောက်ဟာလိုအပ်တဲ့အရာတွေကိုယူဆောင်ပြီးအိမ်ထဲကနေထွက်လာခဲ့ပါတယ်။ဒီဒီနားလေးမှာပဲအဖေကျွန်တော်မှတ်မိရယ်ကျွန်တော်တို့အညာကဒီမှာပဲစကန်ရှားခဲ့ကြတာဟုတ်လားဒါဆိုရင်တော့နေမဝင်ခင်ပစ္စည်းတွေပြင်ဆင်ကြရအောင်ကွာလောက်ဆရာရှိတာလောက်တော့အဲဒီလိုနဲ့ပဲတာဖာနှစ်ယောက်လောက်ဆရာရှိတာတွေကိုလောက်ရင်အလောက်လျှော့လို့နေခဲ့ကြပါတော့တယ်။ကဲ လူပုံစံအယောက်ကိုတော့အဖေလှုပ်ပြီးပြီမင်းရောအဖေခိုင်းတာတွေအကုန်ပြီးပြီလားကွာပြီးရင်အမဲလိုက်လင်းစင်စောင့်ကြမယ်ကွာအရှိန်မရှိဘူးငါသားကျွန်တော်ပြပါပြီအဖေညနေနေဝင်မဲ့အရှိန်ကိုပဲစောင့်ရတော့မှာပါဗျာတာဘာနှစ်ယောက်ဟာပြင်ဆင်စရာရှိတာတွေကိုအားလုံးပြင်ဆင်ပြီးအမဲလိုက်စင်လေးအပေါ်မှာကင်းစတင်စောင့်ကြပါတော့ရီဒါမင်းအတင်းပြင်ထားပြီတော့ကွာအဖေသူ့ကိုခေါ်ထုတ်ဖို့အတွက်မန်နံရွတ်တော့မယ် ဒီလိုနဲ့ဦးထွန်းလာတယောက်မန္တန်ရွတ်ဖက်လို့မပြီးသေးခင်မှာပဲတမန်ကြီးကြီးဟာတော်ရဲကနေသူ့ရဲ့အရှိကိုထွက်လာခဲ့ပါတော့ရှင်ဟမ်မကောင်းဆိုးပါကြာမင်းနောက်ဆုံးတော့ပေါ်လာပြီဗောဒါတရားရှင်လားမလွတ်စိန်နဲ့တော်ရဲကထွက်လာတဲ့ကြာကြီးကလည်းလူရုပ်ကိုမြင်တာနဲ့လူထင်းပြီးအတင်းခေါ်အောင်ပါတော့ရှင်အဲ့ဒီချိန်မှာပဲအပေါ်ဘက်ကနေတာဖာနီယံလောက်တာတွေလောင်အင်ကြီးဟာကြာလောက်လာခဲ့ပြီးကြာကြီးကိုဖမ်းပြီးတော့သွားခဲ့တော့တာဗော ဟာငါတို့ထောင်ချောင်တွေကိုတူမိသွားပြီဒီတက်ကတော့ဘဲမထွက်ပြေးနိုင်မှာမဟုတ်ဘူးကွာဆင်းပြီးတော့ရှင်းပြအောင်တားအဲ့ဒီလိုနဲ့ပဲတားဖားနှစ်ယောက်ဟာလင်းစင်ဘော်ကနေဆင်းပြီးတမန်းကြားရှိရာနေရာကိုဆင်းလာခဲ့ကြပါတယ်တကားကြီးတကားကြီးဘုံဘိုးကိုကူညီပါဦးဘုံဘိုးအရန်နာကျင်နေရလို့ပါတကားကြီးရဲ့ကြည်ရတာမင်းရဲ့အစွမ်းတွေရော့သွားပြီတင်တယ်ဒါကြောင့်ဖုန်ကြီးအတွင်ဖန်ဆင်းပြီးငါ့ကိုစိတ်ပြောင်းလှည့်စားဖို့ကြိုးစားနေတာဒါပေမဲ့ မင်းရဲ့ထောင်ချောက်တဲကိုငါတို့တွေကြားမှာမဟုတ်ဘူးတမန်ကြားရဲ့တမန်ကြားလေဒေါသထွက်လို့သွားခဲ့ပြီးသူ့အစွမ်းရည်ဆရာတော်ရဲ့အစွမ်းရည်ကိုပေါင်းပြီးလောင်အိမ်ထဲကနေလွတ်အောင်လှုပ်လိုက်ပါတော့ရီမင်းတို့ကတကယ်စိတ်ရှုပ်စရာပဲကိုဘသားကိုပြဿနာလာရှာတာဆိုတော့ငါဘက်ကပြင်းပြင်းထန်ထန်ဖြေရှင်းပေးရတော့မှာပေါ့ကွာလူလောကကြီးမှာအသက်ရှင်ရှင်မနေကျင်တော့လေမင်းတို့ကိုတမလွန်ပို့ပြီးတော့မယ်တမန်ကြားလေတာဖာနှစ်ယောက်ကိုတိုက်ခိုက်ဖို့ပြင်လိုက် တာဖာနှစ်ယောက်ကလည်းတနက်နဲ့ပြင်လိုက်နေပါ ခေါင်းမာတဲ့တမန်ကြာဟာဘလို့ပဲတနေ့နဲ့ပြပြမသေးပဲထက်ကထက်ကသူတို့သားဖားနှစ်ယောက်ကိုတိုက်ခိုက်လို့နေပါရီဘာဖြစ်တော့လဲမဘာလို့သူတို့စီကိုမရနိုင်ရတာလဲဖြစ်ဘူးထွက်ပြေးမဒီလိုနဲ့တမန်ကြာလဲသားဖားနှစ်ယောက်ရဲ့မော်ကြီးစံတွေကိုမခံနိုင်တော့ပဲထွက်ပြေးလို့သွားခဲ့ပါတော့ရီဘလို့ပဲထွက်ပြေးထွက်ပြေးသားဖားနှစ်ယောက်ရဲ့အစီအရင်တွေကြောင်းတမန်ကြာကြီးဟာထွန်ပြေးနိုင်ပဲဖြစ်လို့နေခဲ့တော့တာပေါ့မင်းဘယ်မှပြေးနိုင်တော့ဘူးမင်းရဲ့ပပက်လေးမှာမန္တန်ရရရှာထားပြီးပြီကွာဒီတခါတော့မင်းတေချာပေါက်တေဟိုတေရမယ် ဒါမှမင်းဘဘုံရဲ့ခန္ဓာကိုယ်ကိုပြင်ရတာလားမင်းကိုအမြဲကူညီခဲ့တဲ့ခန္ဓာကိုယ်ကိုမမှန်ပြီးတော့ဘူးလားဘုံဘုံမှာတာမောင်ရဲ့မပြစ်ပါနဲ့ကွယ်သူကဘုံဘုံကိုအတုံးချနေတာပါဘုံဘုံဘုံမဟုတ်လားဗျာအဖေဘယ်လိုလုပ်မလဲဗျာဟေ့တာမင်းသူ့ရဲ့စကားကိုမယုံနဲ့ကွာအဲ့ဒီခန္ဓာကိုယ်ကဘုံဘုံမဟုတ်တော့ဘူးဒီလိုအရှင်ဒီမှာတနက်သုံးဖို့ခက်ခဲတယ်ဒါကြောင့်မင်းကိုအာရုံမရအောင်လုပ်နေတာကွာလွဲချော်သွားရင်အဖေတို့ကိုပြန်ထိခိုက်နိုင်တယ်ကွာတတိသားသမားသားရဲ့ ။တမန်ကြားလဲဘလို့မှဆွဲဆောင်လို့မရတော့တာကြောင့်ရွေးချယ်စရာမရှိတဲ့အဆုံးမှာတော့စတင်တိုက်ခိုက်ဖို့သာကြံစီပါတော့ရယ်။တမန်ကြားဟာကိုတာမောင်ကိုတိုက်ခိုက်နေရင်အနောက်မှာရှိတဲ့ဥထွန်းလာကိုမေးလို့သွားခဲ့တော့တာပေါ့။ဥထွန်းလာကလည်းကြားကြီးရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးတိုက်ခိုက်ဖို့အတွက်ပြင်နေခဲ့ပါတော့ရယ်။သူ့ကိုဆွဲထားတာအချိန်ခဏဆွဲထားပြီ။ဒီတခါတော့ तू မလွတ်စေရဘူး။ဥထွန်လာလေတက်သမားပညာတွေကိုအစွမ်းကုန်ထုတ်သုံးရင်နောက်ဆုံးမှာတော့မော်တာတစ်လက်ကိုရလာခဲ့ပါတော့ရင်ကဲတမန်ကြာ ဒီတခါတော့မင်းမလွတ်နိုင်တော့ဘူးမင်းတို့ငါဖေရဲ့မော်တာအောက်မှာတေးပြီးတော့တပန်းကြားလဲအလစ်တိုက်ခိုက်ခံရပြီးဦးထွန်းလာရဲ့ဓာကြကြောင်အစွမ်းလေးပျောက်သွားခဲ့ပါတော့ရိမင်းခိုးယူထားတဲ့ခန္ဓာကိုယ်ကိုငါပြန်ယူမယ်မင်းဘယ်တော့မှဖုံဖုံရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးနောက်ထပ်လူတွေကိုဒုက္ခပေးလို့မရစီရဘူးဒီနေ့ပဲမင်းကိုဒီမှာပဲမြှုပ်ပြစ်မယ်ကဲတေးပြီးတော့ တမန်ကြားမြေပြင်ပေါ်ကိုလဲကျသွားတာနဲ့ဥထွန်းလာလဲဖျားကုံတော်တွေကိုပွားများရင်တည်ဆုံးသွားတဲ့သူတွေအတွက်အများတန်းပြေးဝေခဲ့ပါရဲ့နမောဗုဒ္ဓယဣတိဘုဒ္ဓအေတိရိတိဗုဒ္ဓတံမိအာကိစ္ဆာယတံပေတံတတ္တနံတည်ဆုံးသွားတော်သူတွေအားလုံးဝေကျွေးတွေကနေလွတ်မြောက်ကြပါစေဘဝဆိုးကနေလဲလွတ်မြောက်ကြပြီး သူများရဲ့လွမ်းမှုမှုကိုဘယ်သောအခါမှ မခံစားကြရပါစေနဲ့ဖျား အဲဒီလိုပြောပြီးမကြခင်မှာပဲတမန်ကြားရဲ့ခန္ဓာကိုယ်တွေကနေတည်ဆုံးသွားတဲ့လူတွေရဲ့စိတ်ဝိညာဉ်ထွက်လာခဲ့ပါတော့တယ်။တကားတော့တားဖားနှစ်ယောက်ကိုဂျေဇုများကြီးတင်ပါတယ်။ဒီကလေးသားရှိတဲ့ဝိကျွေးဇလံကို အဆုံးသက်ပေးနိုင်ခဲ့လို့ပါ။ကြာကြီးလည်းငြိမ်းချမ်းပါစေလို့စူတောင်းရမှာပဲ။ဖုံးဖို့ဗျာတပည့်တော်ကိုခွင့်လွတ်ပါဗျာ။တပည့်တော်ဖုံးဖို့ကိုအချိန်မီမကယ်တင်နိုင်ခဲ့ဘူးဗျာ။အားလုံးတပည့်တော်ရဲ့အပြစ်တွေပါ။တကားလေး ကိုကိုကိုအပြစ်မတင်ပါနဲ့ဒီဖြစ်ရက်တွေအားလုံးကိုဖုံးဖုံးကိုယ်တိုင်ရွေးချယ်ခဲ့တာပါဒါကြောင့်ကြံရှိတဲ့ဘဝကိုတန်ဖိုးရှိရှိ အသက်ရှင်ပါအတိတ်နဲ့ဝေဒနာတွေကကိုယ့်ရဲ့ဘဝတက်လန်းကို ဆွဲမချပါစေနဲ့တန်ဖိုးရှိတဲ့လူသားအနေနဲ့ရက်တည်ပြီးလူတွေကိုကုညီပါကွယ်မှန်ပါဗျာဖုံးဖုံးရဲ့စကားကိုတပည့်တော်မှတ်သားထားပါမယ်ဗျာလောကမှာရှိတဲ့အရာအလုံးဟာတန်တရားလဲနေတာပါ အခုဖုံဖုံလဲတမန်ကြားအပေါ်မှာပြုတ်ခဲ့ဘူးတဲ့ဝစ်ကြီးတွေကိုအခုဖုံဖုံလဲတမန်ကြားအပေါ်ပြုတ်ခဲ့ဘူးတဲ့ဝစ်ကြီးတွေကို လာဆက်လုပ်ပြီးပါပြီအခုတော့တမန်ကြားရဲ့အာဂါရကြောင့်ဝိညာဉ်ဘဝရောက်နေတဲ့သူတွေကိုလွတ်မြောက်အောင် ဖုံဖုံပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုတွေနဲ့ဒီဒုက္ခကနေလွတ်မြောက်အောင်ရဲ့ကောင်းရာဘုံဘဝကိုရောက်စီဖို့အတွက်ဝမ်းမြောက်ဝမ်းသာစွာနဲ့အမြပေးဝေလိုက်ပါဦးမယ်ကဲအားလုံး တာရုခေါ်ကြပါကွယ်။အားလုံးဝမ်းမြောက်ဝမ်းသာတာရုခေါ်ပြီးရဲ့နောက်မှာတော့ဝိညာဉ်တွေအားလုံးအလဲနှမ်းတွေတွေဖြစ်ပြောင်းလဲလို့သွားပြီးကျွတ်လွတ်သွားကြပါတော့။ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းကျွန်တော်တို့တွေဟာကံကံအကျိုးတွေကိုလက်တွေ့ခံစားနေရတာပဲမဟုတ်လားဗျာ။ ိုပြူဒီကန်ကိုထံပြန်တနေ့ပြန်လာမိဆိုတဲ့ဇာကအတိုင်းလူတစ်ဖက်သားအပေါ်မှာဒီလန်မျိုးမျိုးနဲ့မယုံမှမိကြပါစီနဲ့လို့စေတနာနဲ့ပြောကြရင်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာဒီမဲ့ရန်နာလိုက်ပြရစီလားခင်ဗျာအဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချီးပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်